လမ်းကြောင်းပွင့်သွားတယ်လို့တို့အနေနဲ့ယူဆပြီးတော့ထိတွေ့ဖို့ကြိုးစားတယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်ခင်ဗျာပထီရောက်တဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီကယ်ဆယ်ရေးကိုကျွန်တော်လောက်ကြမယ်ဆိုရင်နှစ်ဖက်စလုံးကဂရုတည်ကြဖို့လိုတယ်။ NUG နဲ့တွေ့တယ်ဆိုတဲ့ဥစ္စာကတကယ် NUG အနေနဲ့ဒီမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့နိုင်ငံရေးအစုအဖွဲ့အားလုံးကိုပူဇော်ပြုပြီးတွေ့တယ်လို့သူပြောလို့ရမှာမဟုတ်ဘူး။အဲပြောလို့ရတဲ့အနေအထားမျိုးလည်းကျွန်တော်တို့မြန်မာပြည်အတွင်းမှာရှိမှနေဘူးပေါ့နော်။ ကျွန်တော်စစ်တပ်ပါဝင်နေခြင်းမပါဝင်နေခြင်းဆိုတဲ့ကိစ္စတို့အလောက်ထိစဉ်းစားတာမဟုတ်ဘူးဒီမိုကရေစီဖြစ်ခြင်းမဖြစ်ခြင်းစဉ်းစားတာမဟုတ်ဘူးတို့အနေနဲ့တို့ရဲ့ back door ပေါ့နော်အဲ့ဒါကြီးကတည်ငြိမ်နေဖို့လိုတယ်ဆိုတဲ့ဟာမျိုးစဉ်းစားကြတယ်ဟုတ်ကဲ့ဒေါက်တာဆိုင်းကြည်စင်ဆိုမင်္ဂလာပါဆရာဟုတ်မင်္ဂလာပါကိုတက်ထွေးနေဟုတ်ကဲ့ပါအခုကျွန်တော်တို့ထူးထူးခြားခြားမလေးရှားဝန်ကြီးချုပ်နော်အန်နဝါအီဘရာဟင်သူကလက်ရှိအလက်ချအာဆီယံဥက္ကဋ္ဌပေါ့သူက UNG အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်နော်မိုင်းဝင်းခံတန်းနဲ့အွန်လိုင်းကနေပြီးတော့တရားဝင်တွေ့ဆုံမှုလုပ်တယ်တရားဝင်သတင်းထုတ်ပြန်တယ်မနေ့ကလည်းစစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ခဲ့တယ်ဆိုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဘလောက်ထိထူးကြတယ်လို့ဆရာသုံးတယ်လေဗျအဲ့ဒါလေးကိုအရင်ဆုံးပြောပြပေးပါဟုတ် တူပါပေါ့ကျွန်တော်နှစ်ဖွဲ့စလုံးနဲ့တွေ့ရပေါ့เนาะကျွန်တော်ဒီကလစ်ကောင်စီနဲ့လည်းတွေ့တယ်လို့ဒီဘက်ကတော်လိုင်းရေးအာအစုဖွဲ့ခေါင်းဆောင်နဲ့လည်းတွေ့တယ်ဆိုတော့ဒါကကျွန်တော်တို့ ASEAN ရဲ့ရည်တည်ချက်2021ပြီးကြရရည်တည်ချက်မှာဒါပထမအဦးဆုံးတွေ့ဆုံမှုလို့ကျွန်တော်တို့ပြောလို့ရတယ်နှစ်ဖက်စလုံးအတွက်ပေါ့เนาะကျွန်တော်တို့အာစစ်တပ်ဖက်ကလည်းတို့အနေနဲ့2021ကြရ high level ဟိုပါ engagement မလုပ်ဘူးဆိုရဲသူတို့တတ်တတ်မှုနဲ့သူတို့ကျင်နာခဲ့တယ်။အဲအဲ့လိုပဲကျွန်တော်ဂျန်နဲ့ဒီဖက်ဒေါ်လာရဲ့အဖွဲ့အစည်းတွေနဲ့လည်းမတွေ့ခဲ့တခါမှမတွေ့ရသေးဘူး။ အဲ့ဒီအနေမှာကျွန်တော်တို့5 point consensus နဲ့ဒီ inclusive dialogue လုပ်ဖို့ဆိုတဲ့ဟာလည်းတို့တောက်လျှောက်အာတွန်းနေခဲ့အကျိုးစားခဲ့တယ်။အဲ့ဒါမဖြစ်ဘူး။ဒါပေမဲ့အခုဒီစစ်ကောင်စီနဲ့စတွေ့ရစတွေ့ရတဲ့အချိန်မှာလည်းမနေ့ကစတွေ့ရတဲ့အချိန်မှာစိုးရိမ်မှုတွေရှိတယ်။အာကန့်ကွက်မှုတွေလည်းရှိလာတယ်။နောက်တစ်ချိန်တည်းမှာပဲဒီ NUG နဲ့တွေ့ဖို့ဆိုတဲ့ဟာလည်းကျွန်တော်အကြောင်းတွေဖြစ်လာတယ်။ဒီနေ့မနေ့မှာတို့တွေ့ကြတယ်ဆိုတာဒါထူးခြားတဲ့အခြေအနေလည်းဖြစ်တယ်လို့ဒီ5 point consensus ရဲ့ဘောင်ထဲမှာဝင်သွားအောင်တို့အနေနဲ့လှုပ်လိုက်နိုင်တယ်လို့လည်း ည်းကျွန်တော်တို့တနည်းတစ်ပုံပြောလို့ရတယ် inclusive တော့မဖြစ်သေးဘူးဒါပေမဲ့အနည်းနဲ့များတော့တစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဟိုဘက်ဒီဘက်ရှိနေတဲ့ဘယ်နှစ်ဖက်စလုံးသူတို့အထီးတွေးလိုက်နိုင်တယ်ဆိုရဲဟာတော့ကျွန်တော်တို့ဟိုနားလည်လို့ရတယ်ခင်ဗျာโอเคဆရာပြောသလိုပေါ့เนาะဒီစစ်ကောင်စီပေါ်ဆိုလို့ရှိရင်မလေးရှားပြင်းပြင်းထန်ထန်ကိုသဘောထားရှိခဲ့တာ NUG နဲ့ဟိုဆက်ဆံရေးဆိုလဲဒါရှုပ်ဝက်တဲ့သဘောအဆင့်လောက်ပဲလုပ်ခဲ့တာအခုတော့နှစ်ဖက်လုံးကိုအခုလိုမျိုးတွေ့ရဆိုတာထူးခြားတော့ထူးခြားတယ်ဆိုတော့ ဒါကိုကြည့်မယ်ဆိုရင်အခုကအဓိကတော့မြန်မာနိုင်ငံမှာကတ်ဘေးပေါ့နော်မြေငင်ကြီးဖြစ်သွားတယ်ဒီအတွက်အာဆီယံမှာတာဝန်ရှိတာပေါ့သူအဖွဲ့ဝင်နိုင်ငံဆိုတော့ဒီအတွက်ကူညီပေးမယ်ဒီကိစ္စအတွက်အဓိကခေါ်ပြီးတော့စစ်ကောင်စီကိုတွဲဆုံဆွေးနွေးတယ်လို့ပြောပေမဲ့လည်းဟိုဒီထက်ပိုတဲ့အာဂျင်နာတွေရှိမယ်လို့ဟိုကျွန်တော်တို့ယူဆရတာပေါ့ဘာလို့ဆိုတော့အခုဘန်ကောက်ပို့စ်မှာသူသတင်းတောက်တွေထုတ်ပြောထားတာကအခုဒီမြေငင်ကြောင့်နှစ်ဖက်ပေါ့နော်အပြစ်ရထားတဲ့ကိစ္စတွေကိုဆက်ပြီးတော့ ိုနှစ်ဖက်လုံးကဟိုထတ်တိုးွားမယ်ဆိုပြီး သူထုတ်ပြောတာရှိတယ်ဆိုတော့ဒါကရောဘယ်လောက်ထိဟိုကျွန်တော်တို့ထူးခြားလို့ပြောနိုင်မလဲအပြစ်ခက်ရစိမ်းနဲ့ပတ်သက်တဲ့ကိစ္စကလေဟုတ်ဟိုပါပေါ့တော့ဒီဟာကကျွန်တော်တို့ဟိုတက်ကီစီးရီးယားရောလေကျွန်တော်တို့ဖြစ်ဘူးတွေပေါ့နော်ကျွန်တော်ငလျင်လောက်တာနေပဲနောက်ကလေးမျိုးဆိုင်သူတို့များသောအားဖြင့်ပညာရဲ့ပိုင်းဆိုင်ရာမှာတော့ကျွန်တော်တို့ဟို disaster diplomacy ဒါမှမဟုတ် earthquake diplomacy လို့ခေါ်ကြတယ်။ခေါ်ရဲဆိုတာဒီလိုမျိုးလူဘဝအသက်ဆုံးရှုံးမှုတွေရှိလာတဲ့အချိန်မှာနိုင်ငံရေးရအတွေးခေါ်ရကျွန်တော်တို့အငင်းပွားမှုနဲ့ပြည်ပခတ်တွေ suspend လုပ်မယ်ပေါ့နော်။လုပ်ပြီးတော့ကျွန်တော်တို့အရင်တော့ထိတွေ့မှုဒီတိုင်းပုံမှန်ဆိုရင်ထိတွေ့ဆက်ဆံမှုမရှိနိုင်တဲ့အခြေအနေကနေပြီးတော့ထိဒီကုညီကယ်ဆယ်ရေးလူသားချင်းစာနာထောက်ထားရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေကျွန်တော်တို့ထိတွေ့ဆက်ဆံမှုတွေလုပ်ချင်အားဖြင့်ကျွန်တော်တို့ဆက်ဆံရေးတိဆောက် က်လို့ရနိုင်တယ်ဆိုပြီးအယူအဆမျိုးပါတယ်လို့ကျွန်တော်တို့အနေနဲ့တွေ့ရတယ်။အဲ့တော့အဲ့ဒီသဘောကလည်းကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုရင်ကျွန်တော်တို့အရင်ကရှိခဲ့ဘူးလားကျွန်တော်2008ပေါ့ 2008ကျွန်တော် Nagis ဖြစ်တဲ့အချိန်မှာတော့လည်းအဲ့လိုမျိုးကျွန်တော်တို့ ASEAN ဥဆောင်မှုနဲ့ပေါ့နော်ကျွန်တော်ဒီဟို Cyclone Nagis ဆိုတုံ့ပြန်ပြီးတော့ကုညီကယ်ဆယ်ရေးတွေနဲ့ကျွန်တော်တို့အာ tripartite အာ set up လုပ်တယ်အဲ့ရနေမှာကျွန်တော်တို့ humanitarian aid စီနောက်ပြန်လည်ထူထောင်ရေးကိစ္စတွေကျွန်တော်စုပေါင်းပြီးတော့လှုပ်လိုက်တယ်လှုပ်လိုက်တာနေပြီးတော့ကျွန်တော်တို့တခြား dialogue တွေဒါမှမဟုတ်တခြား political space တွေပွင့်သွားတယ်အဲ့ရနေမှာကျွန်တော်တို့ပြည်ပြောင်းလဲမှုဒီ2030ဆိုတဲ့အာရွေးကောက်ပွဲစီကိုကျွန်တော်တို့ရောက်သွားခဲ့ပြီ ယ်เนาะကျွန်တော်တို့အဲ့တော့အဲ့အစင်လာမျိုးကိုတို့စဉ်းစားကြဖို့ရတယ်လမ်းကြောင်းပွင့်သွားတယ်လို့တို့အနေနဲ့ယူဆပြီးတော့ထိတွေ့ဖို့စူးစမ်းတယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဟိုအာချေးမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်2004ဟိုဆူနာမီတုန်းကအာချေးခွက်ထွက်ရင်းနဲ့ဒီအင်ဒိုနီးရှားဆိုကနဲ့ငင်းငိုင်းရောက်သွားဆိုတဲ့အစင်လာလည်းရှိတာ哦ဟိုဒါတွေကိုလည်းတုံးသက်သူတွေကဟိုပြရတယ်ပေါ့နော်ဒီလိုမျိုးဖြစ်လာနိုင်ကြီးဆိုတော့အခုကကနှစ်ပိုင်းပေါ့ဟိုလူသားချင်းစာနာမှုတစ်ပိုင်းပေါ့အခုကအဲ့ဒီ မြင်ငင်မော်မူတည်ပြီးတော့ဒီလူလူကိုကြည့်ပြီးတော့ပြန်ပြီးတော့ dialogue ဖြစ်လာ ਈ ပေါ့နော်အာဆီယံဆိုရလဲဟို तू ကပြန်လဲပြေလဲရေးဦးပဲ तू ကဦးစားပေးမှာဟို five five consensus ဆိုရလဲဒါကိုသွားတာဆိုတော့သူ့အနေနဲ့ခုနဆရာပြောသူလိုအခွင့်အလမ်းတစ်ခုပေါ်လာလို့ကြိုးစားတဲ့သဘောပေါ့အဲ့နှစ်ပိုင်းပေါ့အဲ့တော့အကူအညီပေးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြီးအသေးစိတ်ပြောအောင်ပါအဲ့တော့ဒီခုနကကြင်ညာချက်ထုတ်ထားတာရှိတယ်လေ UNG ပါဝင်ကျွန်တော်တို့ KNU လည်းပါတယ်အားလုံးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေက ဒီအကူအညီပေးနဲ့ပတ်သက်ပြီးစစ်ကောင်စီကသွားတာထက်ကိုသူတို့ဘက်ကသွားဖို့ပေါ့နော်ဒါဟိုမဖြစ်မနေလဲအာဆီယံကအကူအညီမအောင်ဒီကိစ္စအခုဆိုရင်ဒီကိစ္စလည်းအဓိကဆွေးနွေးရဆိုတော့ဒီအကူအညီပေးနဲ့ပတ်သက်ပြီးတော့အခုနှစ်ဖက်လုံးနဲ့စကားပြောပြကြတယ်ဆိုတော့ဘလို့ဖြစ်လာနိုင်လဲဟိုစစ်ကောင်စီကိုပေးသူတို့ဒီဘက်ကရောဟိုနေကြားဖြတ်ကျော်ပြီးပေးတာရောဖြစ်နိုင်လားအဟာစင်တာအနေနဲ့လीအဲ့ဒီပေါ်ဟိုဆရာအနေနဲ့ဘလို့သုံးသက်လဲဗျဖြစ်လာနိုင်တယ်ခင်ဗျဘာဖြစ်လို့ရောဆိုတော့အခုလက်ရှိကျွန်တော်တို့ပဋိပက္ခ ဖြစ်နေတဲ့ဟာရေနောက်ပြီးတော့ကျွန်တော်တို့အဲဟိုပြฏิပခတ်ဖြစ်နေတဲ့ data တော်တော်များများပါเนาะကျွန်တော်တို့ကိုကြည့်လိုက်မယ်ဆိုတော့ကရင်ဒီကရင်ဒီဘက်တကြောဆိုရင်ကျွန်တော်တို့ထိုင်းနဲ့ထိဆက်တယ်ပြီးရင်ဂျန်နဲ့ဒီနီနောင်သုံးဖော်ရှိနေတဲ့ဥစ္စာဆိုဒါတရုတ်နဲ့ထိဆက်တယ်ဒီဘက်ဆိုရင်အိန္ဒိယဘင်္ဂလားဒေ့ရှ်ကျွန်တော်ထိဆက်နေတယ်ဆိုတော့အဲ့လိုမျိုးထိဆက်နေတဲ့ data တွေရှိတယ်နောက်အခုအလဲကောင်တက်တက်ပေါ့เนาะကျွန်တော်တို့အာငလင်းချောင်းထိတဲ့ဥစ္စာဆိုရင်ကျွန်တော်အလဲကြောတက်တက်ထိတယ်ဆိုတော့အဲ့လိုမျိုးထိကြတဲ့အချိန်မှာကျွန်တော်တို့ကုနီကယ်ဆယ်ရေးလောက်ကြတဲ့အချိန်မှာကျွန်တော်တို့သက်ဆိုင်ရာအဖွဲ တွေရဲ့ပြန့်ဖြန့်ချက်မှုပေါ့နော်ဖြန့်ချက်မှုကကျွန်တော်တို့စစ်ကောင်စီလွှမ်းမိုးတဲ့ဒေသတွေမှာရှိသလိုစစ်ကောင်စီမလွှမ်းမိုးနိုင်တဲ့ဒါမှမဟုတ်တိုက်ပွဲတွေဖြစ်နေတဲ့ပြည်ပခတ်ပြင်းထန်နေဒေသတွေလည်းကျွန်တော်တို့ပါနေပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တစ်ဖက်သေးကနေလှုပ်လို့ရမှာမဟုတ်ဘူး။နောက်တစ်ခုရှိတာကလည်းစစ်ကောင်စီအနေနဲ့ကကျွန်တော်တို့အခုစိုးရိမ်မှုရှိကြတဲ့ဥစ္စာဒီလိုမျိုးကုညီကယ်ဆယ်ရေးလှုပ်လာတဲ့အချိန်မှာ သူ့ရဲ့စစ်ရေးရနိုင်ငံရေးရအမျက်ထုတ်သွားမှာအာစိုးရိမ်ကြတယ် ဒါဆိုအဲဆိုရမှုလည်းရှိနေတဲ့အတွက်ကြောင့်နှစ်ဖက်စလုံးမှာကျွန်တော်တို့ကတန်တရားရှိနေတော့ဒါအဲ့လိုတန်တရားအခြေအနေပြောကြနိုင်ဖို့အတွက်ကျွန်တော်တို့အာဆီယံအနေနဲ့လှုပ်ဆောင်မယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့လိုအဲ့လိုမျိုးပြောကြဖို့လှုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်းအခု NUG နဲ့ထိတွေ့ရလို့ကျွန်တော်တို့နားလေတယ်နောက်ပိုင်းမှာလည်းကျွန်တော် မျောလင့်တာတော့တခြားဒီလက်နက်ကန်အစိုးဖွဲ့ခေါင်းဆောင်တွေနဲ့လည်းသူတို့အနေနဲ့မဖြစ်မနေထိတွေ့ဖို့လိုလာလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေထိတိယယောက်ပေးနိုင်ဖို့ပြီးရင်ဒီနိုင်ငံရေးအယောင်သွေးစီးရေးအယောင်သွေးကျွန်တော်တို့အကျိုးမြတ်ထုတ်တဲ့ကိစ္စမျိုးရှောင်ရှားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဘက်လိုက်မှုကင်းတဲ့ကျွန်တော်ကူညီကယ်ဆယ်ရေးစနစ်လမ်းကြောင်းတွေကိုကျွန်တော်တို့ပြင်ဆင်ဖို့လိုလိမ့်မယ်ခင်ဗျာအဲ့လိုလေပြင်ဆင်မယ်လို့ကျွန်တော်တို့အနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်တို့ဒီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးပဲဖြစ်ဖြစ်ဟိုစစ်ဆန်ညီနာရေး dialogue လမ်းကြောင်းပဲဖြစ်ဖြစ်အဓိကအခုကျွန်တော်တို့ဟိုတွေ့မြင်နေတာအခေယာကြတဲ့ပုံကတော့ဟိုတက်ဆင်ရှင်နာဝက်ပေါ့နော်ထိုင်းဝန်ကြီးချုပ်ကောင်သူ့ရဲ့ဂျာဝင်မှုနဲ့လည်းအခုလိုကျွန်းနေမှုတွေဖြစ်လာတယ်လို့တချို့ကလည်းသုံးသက်တယ်ဆိုတော့သူကဘယ်လောက်ထိအရေးပါလို့ပြောနိုင်မလဲဆရာအာဆီယံနဲ့အခုမြမအရေးပဋိပက္ခနဲ့ချိတ်ဆက်မှုကြားပါလေတက်ဆင်ရှင်နာဝက်က ဟုတ်တက္ကစီငါကျွန်တော်တို့နားလည်ထားသလောက်ဆိုဒါစစ်တက်နဲ့အထူးသဖြင့်စစ်ပိုင်းဆိုင်ရာခေါင်းဆောင်အနေနဲ့နှီးဆက်တယ်ပေါ့နော်သူ့အနေနဲ့လည်းကျွန်တော်တို့ဒီဘက်မြန်မာနိုင်ငံထဲမှာခိုလုံခဲ့ပူတဲ့အချိန်ကာလတခုရှိခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဟာတွေကျွန်တော်တို့နားလည်ထားတယ်အထူးသဖြင့်မိမျိုးမှာ၅လလောက်နေခဲ့ပူတယ်ဆိုတဲ့ဟာလည်းကျွန်တော်တို့သိရတယ်။နောက်ငကိုတွေကလည်းသူတို့ရှိရင်ဆိုရင်အချိန်ဆက်ပတ်သက်မှုတွေကျွန်တော်တို့ရှိနေတယ်။ ဲ့လိုမျိုးရှိနေတဲ့အချိန်မှာတက်ဆီရဲ့နိုင်ငံရေးအရာရည်တည်မှုပုံစံကလည်းကျွန်တော်တို့ဒီမြန်မာစစ်တပ်စဉ်းစားတဲ့အာစဉ်းစားမှုပုံစံနဲ့ကျွန်တော်တို့အာနှီးဆက်တယ် နော်ကျွန်တော်တို့စစ်စစ်တပ်ရဲ့အခမ်းကဏ္ဍနိုင်ငံရေးခမ်းနံကဏ္ဍမှာတစိမ့်တစ်ပိုင်းလိုအပ်တယ်ဆိုရယ်ယူဆချက်မျိုးနဲ့ယက်တီမှုပုံစံမျိုးနဲ့သူ့အနေနဲ့အာဦးဆောင်ခဲ့မှုရဲ့အချိန်ကာလတွေရှိခဲ့တာဆိုတော့အဲ့လိုပုံစံမျိုးရှိတာတော့အဲ့ဒါနီးစပ်တယ်အဲ့နီးစပ်မှုအဲ့ချိန်ဆက်ပတ်သက်မှုတွေအရာပဲအခုချိန်မှာအာဆီယံရဲ့အထူးကျွန်တော်တို့အကြံပေးဖြစ်နေခတ်အပ်တယ်လို့လည်းကျွန်တော်တို့နားလေဒီမလေးရှားကောင်းဆောင်ဖြစ်တဲ့အချိန်မှာဆိုတော့အဲ့ဟာကိုတို့အာတတ်နိုင်သလောက်အသုံးချပြီးတော့အခုဖြစ်လာတဲ့ပြီးလာ တဲ့အချိန်ကြီးပေါ့ဒီငလင်ကြောင့်မလို့လူသားချင်းပြန်အာစာနာထောက်ထားတဲ့ဟိုအလုပ်တွေကျွန်တော်တို့လုပ်နိုင်ဖို့လမ်းကြောင်းပွင့်သွားတဲ့ဟာကိုတို့အနေနဲ့ချစ်တီရရပိုင်ပိုင်နိုင်နိုင်တို့စုပ်ကင်ပြီးတော့ ပေါ်ဆောင်မယ်လို့ကျွန်တော်အနေနဲ့မြင်ရတယ်။ဒီမှာတခုပဲကျွန်တော်တို့ကစိုးရိမ်စရာရှိတာကအခုလက်ရှိရှိနေတဲ့အနေအထားပေါ့နော်။ရှိနေတဲ့အနေအထားနဲ့သူတို့ရဲ့သွားနေတဲ့ approach ဟာကျွန်တော်တို့ကတကယ်မြန်မာနိုင်ငံရဲ့ solution ကိုကျွန်တော်တို့အတကယ်ရှိနေတဲ့ဟာရေးရှိအာပြောင်းလဲဖို့ဒါမှမဟုတ်ရေးရှိကောင်းတဲ့လမ်းကြောင်းကိုရောက်သွားဖို့အတွက်ကျွန်တော်တို့လှုပ်တာ မျိုးဖြစ်မှာလားအာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီစေအာနာသိယူမှုနဲ့စေအုပ်ချုပ်ရေးဒါမှမဟုတ်စစ်တပ်ရဲ့နိုင်ငံရေးခန့်ခန့်မှာပါဝင်နေတဲ့အာဒီအုပ်ချုပ်မှုစနစ်ပုံစံကြီးကို normalize လုပ်လိုက်မှာလားဆိုတော့အဲ့ဟာကတော့ကျွန်တော်တို့ရှိနေတဲ့မေးခွန်းအကြီးကြီးဖြစ်နေမှာခဗျဟုတ်ကဲ့အဲ့တော့နောက်တစ်ပိုင်းကတော့ခုနကဟိုခုနအပြည့်ရက်ရေးတက်တန်းထတ်တိုးမယ်လို့ဒါအန်နဝါအီရန်ကပြောတယ်လေသူနဲ့တွေ့ဆုံတဲ့အခါမှာနှစ်ဖက်လုံးက ဘလို့ဂရိပေးလဲတော့မသိဘူး။သူကတော့ထုတ်ပြောလိုက်ပြီ။ So အဲ့ဒီကိစ္စကိုအကူအကာက22နှစ်ထိကတော့ဒါစစ်ကောင်စီကအပြည့်ရတယ်လို့ညင်ညာချက်ရပါတော့။ AUG လည်းနောက်ထပ်တစ်ပတ်ထပ်တူလာတယ်။ဒါညင်ညာချက်ရပါတော့။တကယ်လက်တွေ့မြင်မြင်မှာဖြစ်နေတာတပိုင်းပါလေ။ဆိုတော့အဲ့တော့ညင်ညာချက်ရဟိုအန်နဝါအီဘရန်ပြောလို့အပြည့်ခက်ရစေထပ်တူအခြေအနေရောဘယ်လောက်ထိဖြစ်နိုင်မလဲဆရာ။ ဟုတ်ဒီအနေထားမှာကျွန်တော်ခုနကပြောသလိုဒီဟို disaster diplomacy သဘောရဆိုရင်ငကိုကမရှိခဲ့တဲ့အခြေအနေတခုကိုတို့ရှိလာအောင်ဖန်တီးကြတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအပေါ်ယံပေါ့နော်အပေါ်ယံမှာဆိုရင်တော့ဘယ်သူမှငါတို့အပြစ်မရက်ဘူးဆက်တိုက်မယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့အစည်းအဝေးမှာပြောကြမှာတော့မဟုတ် ဒါပေမဲ့ကျွန်တော်တို့သိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီစစ်ကောင်စီအပြည့်ရတယ်လို့ပြောရဲပြီးတဲ့နောက်မှာပဲကျွန်တော်ငလျင်လှုပ်တဲ့နေ့မှာပဲကျွန်တော်တို့ဘုံကျေတာရှိရဲပြီးတော့အပြည့်ရတယ်လို့ပြောပြီးတော့လည်းကျွန်တော်တောက်ရှောင်နေတိုင်းကြီးပါကျွန်တော်တို့ကျဲနေပြုတ်နေတဲ့ဟာတွေရှိတယ်ဆိုတော့အဲဟာကလည်းသူ့ရဲ့ justification တော့ရှိမှာပေါ့နော်ငလျင်လှုပ်တဲ့နေရာကျဲတာမဟုတ်ဘူးဟိုအကြံဖက်လူတွေစုတဲ့နေရာကိုကျဲတာလို့ဘာလို့ညာလို့သူတို့ပြောချင်တဲ့ဟာတော့ပြောမှာဒါမကျင်းသေးတာတော့ကျွန်တော်တို့စစ်အော်ပရေရှင်းကကျွန်တော်တို့လုံးဝရက်နေတာ မဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့ကျင်းသိတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာအရေးကြီးဆုံးပေါ့နော်တကယ်ဟိုပထိရောက်တဲ့လူသားချင်းစာနာထောက်ထားတဲ့ကုညီကယ်ဆယ်ရေးကျွန်တော်လောက်ကြမယ်ဆိုရင်နှစ်ဖက်စလုံးကဂရိတီကြဖို့လိုတယ်ပြီးတော့ဒီအပြစ်ခတ်ရက်ဆယ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအဓိကအရေးကြီးဆုံးကလူသားအသက်မဆုံးရှုံးဖို့ပြီးကုညီကယ်ဆယ်ရေးထိထိရောက်ရောက်ကျွန်တော်ကုညီကယ်ဆယ်နိုင်ဖို့ဆိုတဲ့အကြီးအကျယ်ကအရေးကြီးဆုံးအချက်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲပေါ့နော်ဒီလိုအပြစ်ရလိုက်တဲ့အချိန်မှာကျွန်တော်တို့တက် န်စုတာပြီးသွားရင်ကျွန်တော်တို့တို့ရဲ့အတက်အင်အားတွေပြန်ဖြည့်ရတာဒါမှမဟုတ်တခြား military operation အတွက် ဟို strategy ပြန်ပြီးတော့ချနေတဲ့ကိစ္စမဟာပြူရောမြောက်ဟိုပါပေါ့ mobilize လုပ်တဲ့ကိစ္စအဲ့ဒါတွေကတော့ရှောင်ကြရှားရှားကြဖို့လိုလိမ့်မယ်အဲ့လိုဟာတွေကကျွန်တော်တို့အခုရလာတဲ့ space ရလာတဲ့အခြေအနေကိုကျွန်တော်တို့ရေရှည်ဖြစ်ထွန်းအကျိုးဖြစ်တာထုံးအောင် opportunity ဖြစ်ကျွန်တော်တို့ဖန်တီးနိုင်မှာမဟုတ်ဘူးအဲ့တော့အပြစ်ခတ်ရက်စဲပြီးတော့ကျွန်တော်တို့ကုညင်ကယ်ဆယ်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေခဏလောက်ငြိမ်လိုက်တာပဲဖြစ်ပြီးပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ဟိုတိုက်ကြခိုက်ကြတေကြကြကြဆိုရင်အဲ့ဒီအခြေအနေကိုပြန် မရောက်သွားအောင်เนาะကျွန်တော်တို့အထူးတတိထားမယ်ဟာအဲ့ဒါကျွန်တော်တို့ပါဝင်နေတဲ့ stakeholder တွေအကုန်လုံးကျွန်တော်တို့အဲ့အချက်အပေါ်မှာကျွန်တော်တို့အားနားလည်ကြဖို့ပြီးရင်ဒီဟာကိုလေးလေးနက်နက်ကျွန်တော်တို့အားပုံတစ္ဆာရှိကြဖို့လူလေးနေခင်ဗျာအဲ့တော့ ASEAN ကလည်းခုနလိုပေါ့နော်မြန်မာနိုင်ငံမှာခုနလိုကပ်ဘေးဖြစ်လာတဲ့အခါမှာသူတို့အနေနဲ့ခုနတခြားဟိုအာချေးတို့ခုနတူရကီတို့မှာဖြစ်တယ်လို့ dialogue ပေါ်အားလုံးပါဝင်အောင်သူတို့ ်လှမ်းတက်တဲ့ပုံစံမျိုးကူတွေ့ရတယ်ထူးစရာနှစ်ဖက်လုံးကိုတွေ့ပြီးတော့เนาะနောက်တစ်ဆင့်နောက်တက်ဆင်ကလည်းဒါဟိုဂျားဝင်စာဝတ်နေပြီဆိုတော့သူတို့ကတော့အဲ့လိုမျောလင်းကောင်းမျောလင်းနေဒါပေမဲ့ပကတိအခြေအနေမြန်မာနိုင်ငံမှာဟိုသူတို့မျောလင်းတယ်လို့ဖြစ်လာဘူးอ่ะဟောဘယ်လောက်ထိနီးစပ်မလဲဆရာအဲ့ဘောဘယ်လိုမြင်လဲဟုတ်နှစ်ပိုင်းရှိတာပေါ့เนาะ အဲ့တော့တကယ်ကျွန်တော်တို့အဲ့လိုမျိုးတွေးဆုံဆွေးနွေးရေးနေတကယ်မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကိုကျွန်တော်တို့ပြောင်းလဲသွားတဲ့အခြေအနေမျိုးအဲ့ scenario မျိုးတစ်ခုရှိနိုင်တယ်။နောက်တစ်ခုကကျွန်တော်တို့ကဒီရှိနေတဲ့အခြေအနေကိုကျွန်တော်တို့အရှိတိုင်းပေါ့နော်ကျွန်တော်တို့ဒီဟာပြီးရဲ့ဟာတွေပြီးလိုက်တော့အခုအခြေအနေကနေလက်ခံပြီးတော့ကျွန်တော်တို့ဟိုအစ်စ်လမ်းကြောင်းပြန်ဆမယ်။ပြန်ဆတဲ့အချိန်မှာလည်းကျွန်တော်တို့က super seat ဖြစ်တဲ့အခွင့်အရေးရှိမှာစစ်တပ်ကတော့ကျင်းတည်တာသူဘယ်တော့မှရှော့မှာတော့မဟုတ်ဘူးကျွန်တော်တို့မြန်မာ သမိုင်းအစီအမတောက်လျှောက်မှာလဲစစ်တက်ကကျွန်တော်တို့အမြဲတမ်းအပေါ်ဈေးကနေကျွန်တော်တို့နေလေးရှိရယ်ပြီးရင်ဒီတရားဟိုပါပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံပြည်တော်စုမပြုတ်ကွဲဖို့အတွက်အဓိကအခရာကြတဲ့အစုအဖွဲ့အဖြစ်လဲသူတို့အနေနဲ့ခံယူထားကြတယ်ဆိုတော့အဲ့လိုမျိုးအနေထားအခြေခံကနေကျွန်တော်စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကအခုရှိသွားတဲ့အနေထားကိုကျွန်တော်တို့ဒီ ASEAN တွေကလည်းလက်ခံနိုင်တယ်အခုကျွန်တော်တို့အိမ်ကြီးချင်းဖြစ်တဲ့ Thai နိုင်ငံရေးပုံစံနဲ့နှီးဆက်တဲ့ เนาะကျွန်တော်တို့အဲ့လိုမျိုးဒီမိုကရေစီလည်းမကြဘူးကျွန်တော်စစ်တပ်ပါဝင်နေတဲ့အခြေအနေလည်းရှိနေတယ်အဲ့တော့ဒီ totalitarianism လည်းကျွန်တော်တို့အဲတပိုင်းတစကြံနေတဲ့အနေအထားမျိုးဟိုမြောက်ဒီမြောက်အနေအထားမျိုး normalize လုပ်လိုက်တဲ့ scenario ကိုကျွန်တော်တို့ဖြစ်နိုင် ငလျင်လှုပ်လိုက်တဲ့ဟာကတော့တပိုင်းပေါ့နော်အဲဒီဟာကြောင့်မို့ကျွန်တော်တို့အခွင့်အလမ်းကြီးကြီးပေါ်သွားရဲဆိုတဲ့ဟာတော့မြင်သာထင်သာရှိရဲဒါပေမဲ့ကျွန်တော်တို့ငလျင်မလှုပ်ခင်ကလေးကလည်းကျွန်တော်တို့အဲဒီလမ်းကြောင်းပေါ်မှာကျွန်တော်တို့လှုပ်ရှားနေတယ်လှုပ်ရှားမှုရှိတယ်ဆိုတဲ့ဟာကျွန်တော်တို့မြင်ရတယ်အဲအမြင်ပါဆုံးကတော့ကျွန်တော်တို့ပြည်တွင်းမှာရှိခဲ့တဲ့ကျွန်တော်တို့အဲငွေဆောင်သူတို့စကားဝိုင်းတို့ပြီးသွားရဲအခုပေါ်လာတဲ့ think tank เนาะကျွန်တော်တို့မြန်မာနာရီတက်နဲ့ဆိုင်နေဟာတွေကျွန်တော်တို့ပြောကြဆူကြမယ်ဒီဆွေးနွေးကြမယ်ဆိုတဲ့ဟာတွေပြီးသွားရင်ကျွန်တော်တို့ပြည်တွင်းမှာရှိလာတဲ့အာနိုင်ငံရေးပါ ာတီအစုအဖွဲ့တွေက register လုပ်ပြီးတော့ကျွန်တော်တို့ဒီဟာမြန်မာနိုင်ငံ solution ရှာမယ်ဆိုရဲတွေးဆောင်ဆွေးနွေးမှုတွေပြီးရင်တရုတ်ရဲ့စူးစမ်းမှုတွေပြီးရင်အိန္ဒိယနဲ့တွေးဆောင်ဆွေးနွေးမှုတွေစသဖြင့်အဲ့လိုမျိုးဟာတွေကကျွန်တော်တို့လမ်းကြောင်းကဒါဟိုဟိုပါပေါ့ normalization ပုံစံမျိုးကိုကျွန်တော်တို့ခင်းဖို့အတွက်ပြင်ဆင်ထားတဲ့အခြေအနေတွေဖြစ်ကျွန်တော်တို့မြင်ရတယ်။အဲ့လိုပြင်ဆင်ထားပြီးသားဖြစ်တဲ့အချိန်မှာကျွန်တော်တို့အခုငွေလှုပ်ပြီးတော့ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေကျွန်တော်တို့ diplomatic channel တွေပွင့်သွားတယ် အပွင့်သွားတဲ့အချိန်မှာကျွန်တော်တို့ကတတိထားဆောင်ကြည့်ရမှာကတကယ်လို့ကျွန်တော်တို့ကဒီရေရှည်ပေါ့နော်မြန်မာနိုင်ငံရဲ့ အခြေအနေပြောင်းလဲမှုပါဟိုပြည်သူလူထုပါဝင်တဲ့ပြည်သူလူထုတွေရဲ့မျှော်မှန်းတဲ့ပုံစံအခြေအနေမျိုးရောက်ဖို့အတွက်ကိုကျွန်တော်တို့ကတွန်းကြပါလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကဒီဟိုဟာ elite politics ဆိုခေါ်တာပေါ့နော်ကျွန်တော်တို့အကြီးအကြီးပိုင်းရေပေါ်စီလူတန်းစားအုပ်ချုပ်သူလူတန်းစားတွေရဲ့အလိုကျနှိမ့်နိုင်ဆွေးနွေးပြီးတော့သဘောတူလိုက်ပြီးတော့ကျွန်တော်တို့နဂိုရှိတာပြီးသားအခြေအနေမှာဒီလူသားချင်းစာနာထောက်ထားမှုနဲ့ကျွန်တော်တို့ဒီတိုင်းပြည်တွင်ဒေသတွင်ငြိမ်းချမ်းသာယာရေးဆိုတဲ့အာအခြေအပေါ်မှာမူတည်ပြီးတော့တရားမျှ တ်တမှုလို့ဒီမိုကရေစီလို့တခြားပေါ့နော်ကျွန်တော်တို့နိုင်ငံရေးအရသတ်မှတ်တဲ့စံနှုန်းတွေကိုကျွန်တော်တို့ခိတ္တအဆက်စပန်လုပ်ပြီးတော့အခြေအနေပြောင်းသွားအောင်လေကျွန်တော်တို့ဖန်တီးမှလာအဲ့ဟာကတော့ကျွန်တော်တို့တတိကြီးကြီးထားထားပြီးတော့ဘယ်လမ်းကြောင်းပေါ်ရောက်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စောင့်ကြည့်ဖို့လိုလိမ့်မယ်ခင်ဗျဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကအခုဝေဖန်သုံးသပ်သူတွေပြောတာတော့ဒီမြင်းငင်ကြောင့်ဖြစ်လာတဲ့မြင်းကလေးနိုင်ငံရေးပေါ့နော်တချို့ကလည်းဒါစစ်ကောင်စီတို့ထွက်ပေါက်ဖြစ်နိုင်မဲ့အနေအထားမျိုးလို့ မြင်ကြတယ်ဟိုတစ်ဖက်ကလည်းဒီဥစ္စာကအချိန်လေးတစ်စုံလုံးအောက်မှာစစ်ကောင်စီကတော်တော်လေးကိုဟိုပြိုချလူမတက်ဖြစ်သွားတဲ့အတွက်အခွင့်ကောင်းဆိုပြီးတော့ယူဆတဲ့ပိုင်းလည်းရှိတယ်အဲ့တော့ဒီမြင်းကလေးနိုင်ငံရေးကြောင့်ပေါ့ဟိုဖြစ်နိုင်ခြင်းအရှိဆုံးပေါ့နော်နိုင်ငံရေးအရွတ်တစ်ခုကဘယ်လိုဖြစ်လာနိုင်မလဲလို့ဆရာသုံးသပ်မိလေဗျအဲ့ဒါလေးနောက်ဆုံးအနေနဲ့ပြောပြပါ တော့ပေါ့ကျွန်တော်တို့နားလည်ရမှာကျွန်တော်တို့အခုအချိန်မှာပြည်သူလူထုပေါ့နော်ကျွန်တော်တို့သူတွေဒီဒေါ်လာရေးကောင်းစီအောက်မှာ ကျွန်တော်တို့လှုပ်ရှားနေကြတယ်စုဖွဲ့နေကြတယ်အစုဖွဲ့တွေကသူတို့ရဲ့နိုင်နိုင်ငံရေးရည်မှန်းချက်ကဟိုတမျိုးဖြစ်တယ်ပေါ့နော်တမျိုးဖြစ်တယ်ဆိုတာကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်းမတူကြဘူးအဲမတူတဲ့အချိန်မှာမှာကျွန်တော်တို့တစ်ဖက်ကတော့ကျွန်တော်ဒီမိုကရေစီနဲ့ဖက်ဒရယ်လစ်ဇမ်ဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားကြတယ်အဲတော့ဒီမိုကရေစီစနစ်နဲ့ဘာတော့ပြည်သူရဲ့အာအနှင်းနဲ့ ြည်သူကအနေနဲ့အချုပ်ချာအာဏာနဲ့ကျွန်တော်တို့ဒိုင်းဒီအုပ်ချုပ်မှုပုံစံအစုဖွဲ့ကိုအောက်ခြေကနေစမယ်ဆိုရယ်စဉ်းစားမှုချင်းကပ်မှုပုံစံနဲ့လောက်ကြရတယ်။အဲ့အတွက်ကြောင့်မနေမွေနေမီအာစုမုံနိုင်ရေးဆိုရယ်ဟာအရေးပါတယ်ဆိုရယ်ယူဆမှုနဲ့ကျွန်တော်တို့အခုစူးစမ်းနေကြရပေါ့နော်ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးစူးစမ်းမှုပုံစံတွေမတူနိုင်ငံရေးအရကျွန်တော်တို့မျော်မှန်းတဲ့မျော်မှန်းမှုပုံစံတွေမတူကြဘူး။အမှဖက်ဒရေးရှင်း Confederation စဉ်းစားရတဲ့ဟာရှိတယ်လို့ Federal စဉ်းစားရတဲ့ဟာလည်းရှိတယ်။နောက်ပြည်ထောင်စု State ဆိုရယ်ဟာစဉ်းစားတာရှိရယ်ပြီးတော့အားလုံးစင်တူရမယ် ယ်ဆိုရဲဟာစဉ်းစားတယ်လို့စဉ်တူစရာမလိုဘူးဆိုရဲစဉ်းစားမှုပုံစံလည်းကျွန်တော်တို့အမျိုးမျိုးရှိကြတယ်ဒါကကျွန်တော်တို့တဘာဝပဲညင်ကြခုံကြရင်လည်းကျွန်တော်တို့ဆွေးနွေးရင်းနဲ့အကောင်းဆုံးဖြေရှာမယ်ပုံစံဒါကတစ်ဖက်မှာကျွန်တော်တို့ဒီတွင်းမှာရှိနေတဲ့အနေအထားပေါ့ အဲနောက်တစ်ခုရှိနေတဲ့ဟာတွေကကျွန်တော်တို့စစ်တပ်ရဲ့ပါဝင်မှုအခမ်းကဏ္ဍကိုလေအဲလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ဒီနာကျင်မှုအခြေခံနဲ့အဲရှူရှူတောင်းလာနေပြီးတော့စစ်တပ်ပါဝင်မှုကိုမကြိုက်တော့ဘူးဆိုတဲ့ဟာတော့ကျွန်တော်တို့အတန်တော်တော်များတယ်เนาะကျွန်တော်တို့အခုချိန်မှာနားလည်လို့ရတာစစ်တပ်ရဲ့အခမ်းကဏ္ဍစစ်တပ်ရဲ့ပါဝင်မှုဒီနိုင်ငံရေးမှာဆွတ်ဖက်မှုစီးပွားရေးမှာဆွတ်ဖက်မှုဒီအုပ်ချုပ်ရေးပိုင်းမှာပါဝင်နေမှုတွေကိုကျွန်တော်တို့မမြင်ချင်တော့ဘူးဆိုတဲ့ပုံစံ2008အောက်ကိုပြန်မသွားချင်တော့ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့အဲ့လိုမျိုးဟာမျိုးတွေရတော့အဖွဲ့အစည်းတော်တော်များများ ောကြတယ်။ဆိုတော့ဒါဒီဘက်မှာရှိနေတာဟာ။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံတည်ရှိနေတဲ့နေရာကကျွန်တော်တို့အာဆီယံနဲ့လည်းပတ်သက်တယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်ကအနောက်ကအင်အားကြီးနိုင်ငံဖြစ်တဲ့အိန္ဒိယနဲ့တရုတ်နဲ့ကြားထဲမှာလည်းကျွန်တော်တို့ရှိနေတယ်။အဲ့တော့အဲ့ဒီအနေအထားကိုပြန်ကြည့်လိုက်ရင်လည်းကျွန်တော်တို့သူတို့အဲ့ဒီသက်ဆိုင်ရာနိုင်ငံပေါ့မြန်မာနိုင်ငံနဲ့အဓိက ထိကပ်နေတဲ့နိုင်ငံတွေတော်တော်များများကခုနကမြန်မာတွေဒါမှမဟုတ်နိုင်ဒေါ်လာရေးကောင်းစင်အောက်မှာစုဖွဲ့ကြတဲ့အစုဖွဲ့တွေစဉ်းစားတဲ့စံနှုန်းတွေအဲဒီနိုင်ငံရေးသဘောတရားတွေကိုတို့အနေနဲ့အဲ့လောက်ထိခံယူချက်မပြေဘူး သူတို့အနေနဲ့အရာတွေဖြစ်ပါစေဆိုတဲ့ဟာကျွန်တော်တို့အပေါ်ယံရတော့ကျွန်တော်တို့ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့သူတို့အနေနဲ့အဲ့ဟာကကျွန်တော်တို့အခုမြန်မာတွေပြောနေသလောက်ရုံရုံကြည်ကြည်လက်လက်လက်ခံတဲ့အနေအထားမျိုးတော့ဟုတ်မနေဘူးသူတို့အနေနဲ့စဉ်းစားရတဲ့ဟာက stability ပဲအဲ့တော့တရုတ်အနေကအနေနဲ့ရတယ်သူရဲ့စီးပွားရေးအကျိုးမြတ်ရာသူ့အနေနဲ့ဒီမြန်မာနိုင်ငံအတွက်မှာသူ့အနေနဲ့လွှမ်းမိုးလို့ရနိုင်တယ်တော်ရုံတန်ရုံသူပြောပြောမယ်တောင်းဆိုမယ်ဆိုရင်ကျွန်တော်တို့တောင်းဆိုလို့လွယ်လွယ်ကူကူရှိနေနိုင်မယ်အခေနိုင်ငံရေးအခင်းကျင်းနဲ့တည်ငြိမ် င်နေတဲ့ပฏิပက္ခမရှိတဲ့အခြေအနေမျိုးကိုသူ့အနေနဲ့ဖြစ်စေခြင်းလဲဆိုတာကျွန်တော်နားလေရတယ်။အဲ့တိုင်းမှာကျွန်တော်ထိုင်းကိုကြည့်လိုက်ရင်လည်းထိုင်းရဲ့နိုင်ငံရေးက အထီထိခိုက်ပြဲတဲ့အနေအထားမျိုးမှာရှိတယ်အဲသူရဲ့ပြည်တွင်းထဲမှာလည်းကျွန်တော်တို့ဒီအာနာသိမ့်ယူမှုနဲ့အခုဒီ move forward party တို့ဖြတ်သိမ်းပြီးတော့အခုဒီအုပ်ချုပ်မှုအသေးပြန်စားတဲ့အခြေအနေမှာကျွန်တော်တို့အမျိုးစုံသောအခင်းချင်းပေါ့နော်ကျွန်တော်တို့နိုင်ငံရေးရအသေးပြန်စားနေရတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ထိခိုက်တွေ့တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပဋိပက္ခကဒီဘက်ကိုကူးလာမယ်အနေအထားမျိုးတို့အနေနဲ့မလို့မလို့ခြင်းမှုအဲ့အတွက်ကြောင့်မို့တက်နိုင်မြန်မာနိုင်ငံမှာအာမြင်းမြန်ဆန်ဆန်တီတီနေနေဖြစ်သွားတဲ့ ခြေအနေမျိုးကိုတို့အနေနဲ့လိုလားတယ်အဲ့တော့တို့အနေနဲ့လေတို့ရဲ့နိုင်ငံရေးအခြေပြုအပုံစံကနေစဉ်းစားရင်ကျွန်တော်စစ်တပ်ပါဝင်နေခြင်းမပါဝင်နေခြင်းဆိုတဲ့ကိစ္စတို့အလောက်ထိစဉ်းစားတာမဟုတ်ဘူးဒီမိုကရေစီဖြစ်ခြင်းမဖြစ်ခြင်းစဉ်းစားတာမဟုတ်ဘူးတို့အနေနဲ့တို့ရဲ့ back door ပေါ့နော်အဲ့ဒါကြီးကတည်ငြိမ်နေဖို့လိုတယ်ဆိုတဲ့အားမျိုးစဉ်းစားကြတယ် နောက်အဲ့ဒီအနေမှာကျွန်တော်တို့ခုကြည့်လိုက်ရင်အာဆီယံထဲမှာရှိနေတဲ့ဒီမိုကရေစီနဲ့ဒီပြည်သူလူထုရဲ့သဘောဆန္ဒကိုဟိုပုံလိုလိုလားလားရှိတယ်တွန်းတွန်းတိုက်တိုက်လုပ်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံပေါ့မလေးရှားအနေနဲ့ကျွန်တော်တို့အခုဒီဟိုထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ကျွန်တော်တို့ပူးပြီးတော့အခုဒီလိုအခြေအနေမျိုးဖြစ်လာတယ်ဆိုတဲ့ဟာမှာလည်းကျွန်တော်တို့ကအာတန်တရားရှိစရာဖြစ်လာတယ်အဲ့တော့ normalize ပြန်လုပ်ဖို့မလေးရှားအဲ့ဘက်ပါသွားတာလားဆိုတဲ့ဟာမျိုးကျွန်တော်တို့ဖြစ်လာနိုင်တယ်အင်ဒိုနီးရှားအနေနဲ့လည်းအဲ့ဒီပုံမှာဘယ်လိုရပ်တည်မလဲဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာကျွန်တော်တို့စောင့်ကြည့်အောင် အဲအခင်းချင်းဖြစ်သွားတဲ့အတွက်ကြောင့်မို့အာဆီယံထဲမှာလည်းကျွန်တော်တို့ရှိနေတဲ့နိုင်ငံတော်တော်များများကအခုတရုတ်ထိုင်းစဉ်းစားတယ်လို့မျိုးပုံစံသက်ကိုအားပူတာသွားမလားဆိုရယ်ဆိုရင်ကျွန်တော်တို့ရှိတယ် အဲ့လိုမျိုးအားပိုတာသွားတယ်အာဆီယံရဲ့ယက်တီမှုပြီးရင်တရုတ်နဲ့အိန္ဒိယရဲ့ယက်တီမှုပြီးရင်အခုချိန်မှာဒေါ်နယ်ထရမ့်တက်လာတဲ့အတွက်ကြောင့်မို့ဒီ USAID ဖျက်သိမ်းတာနဲ့သူ့ရဲ့ trade war နဲ့သူ့ဘာသူအလုံးရှုံနေတဲ့အချိန်မှာဒီဒီဒီဖက်အရေးတွေမှာသူတို့အနေနဲ့အာရုံမစိုက်နိုင်တဲ့အနေထားမျိုးအဲ့လိုအနေထားမျိုးမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ခုနကတော့ပေါ့နော်ကျွန်တော်တို့ဒီအာဆီယံဒေသတွေမှာရှိတဲ့ဒီစစ်အုပ်ချုပ်မှုနဲ့တည်ငြိမ်ရေးကိုပဲ normalize လုပ်ချင်တဲ့နိုင်ငံတွေရဲ့လွှမ်းမိုးနိုင်မှု အင်အားကြီးသွားမလားကြီးသွားမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အခြေအနေတော့ပြောင်းသွားနိုင်တယ်ဒါပေမဲ့အဲ့ပြောင်းတဲ့ဥစ္စာကကျွန်တော်တို့ဟို negative piece ပဲရောက်သွားမှာ အခုချိန်မှာတော့ခဏတော့တည်ငြိမ်သွားမယ်ဒါပေမဲ့တစ်ချိန်ချိန်မှာကျွန်တော်တို့ဒီမြန်မာတွေလူလာတဲ့ပြည်သူလူထုလူလာတဲ့နိုင်ငံရေးစနစ်ကိုမပြောင်းလဲနိုင်ဘူးဆိုရင်ကျွန်တော်တို့ not around ကျွန်တော်တို့ပြန်ပြီးတော့ဒေါ်လာရေးတို့ပုံကန်ရေးတို့ကျွန်တော်တို့အဲ့ဒါတွေပြန်ဆရမယ်အနေထားမျိုးဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ peace treaty နဲ့ဒီ negotiation ပေါ့နော်ကျွန်တော်တို့မတော်တဆ dialogue စီလောက်ကြတဲ့အချိန်မှာသဘောထားတွေကွဲလွဲကြပြီးတော့ဒီထက်ပိုပြီးတော့ရှုပ်ထွေးရဲ့နိုင်ငံရေးအနေထားမျိုးဖြစ်သွားမလားဆိုရဲစိုးရိမ်စရာတော့ရှိရဲ့ခင်ဗျဟုတ်ကဲ့ဆရာအဲ့တော့ ဒါကတော့နိုင်ငံတကာနဲ့အာဆီယံရဲ့ပါဝင်မှုရတရုတ်ကဲ့ဒီဩဇာလွှမ်းမိုးမှုရဖြစ်နိုင်ကြတယ်ပေါ့နော်။ဟိုအခုတော်လိုင်းအင်အားစုတွေကလိုလားတဲ့သူတို့ပြင်းပြနေတဲ့ဒီစစ်တပ်မပါတဲ့နိုင်ငံကြီးအနာဂတ်နိုင်ငံကြီးကိုစစ်တပ်ကိုဖယ်ရှားပြီးသွားနိုင်မှုအခြေအနေလားလားဟောဘယ်လောက်ထိရှိနိုင်မှာထင်လဲ။အဲ့ဒါလေးလည်းသုံးသပ်ပေးပါ။အဲ့ဒါကကျွန်တော်တို့အခုဖြစ်နိုင်ခြေအမှန်လည်းနှမျိုးရှိနိုင်တယ် နော်အဲ့တော့ကျွန်တော်တို့တကယ်လူလာတဲ့အနေအထားမျိုးဖြစ်နိုင်ကြည်အဲ့ဒါကတော့ကျွန်တော်တို့အခုကျွန်တော်စဉ်းစားမိတဲ့လောက်ဆိုဖြစ်နိုင်ကြည်အမှန်တကယ်နေတယ်ကျွန်တော်တို့တကယ်ပြောင်းသွားတဲ့တကယ်ဒီမိုကရက်တစ်အင်စတီတူရှင်နဲ့အားကောင်းလာတယ်နောက်ပြည်သူလူထုရဲ့အခန့်ကဏ္ဍချေပြက်လာတယ်ပြီးအချုပ်အခြာအာဏာပြည်သူတွေစီမှာတည်ရဲအာကျွန်တော်တို့အုပ်ချုပ်မှုစနစ်ကြီးကျွန်တော်တို့ပြောင်းလဲလာဖို့ဆိုရဟာလက်လက်တော်မှာတော့ဖြစ်နိုင်ကြည်နေတယ်အာတော်တော်များများအရာတွေကျွန်တော်တို့အခုရှိနေတဲ့လက်ရှိနိုင်ငံရေးအခြေအနေအရာတွေကြည့်လိုက်ရင်ဒီနေ့ NUG နဲ့တွေ့တယ်ဆိုရဲ ္စာကတကယ် NUG အနေနဲ့ဒီမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့နိုင်ငံရေးအစုအဖွဲ့အားလုံးကိုပူးစားပြုပြီးတွေ့တယ်လို့သူပြောလို့ရမှာမဟုတ်ဘူး။အဲပြောလို့ရတဲ့အနေအထားမျိုးလည်းကျွန်တော်တို့မြန်မာပြည်တွင်းမှာရှိမှနေဘူးပေါ့နော်။အဲ့လိုပဲကျွန်တော်တို့အခုလက်ရှိဒီစစ်တပ်ရဲ့အထက်ကဏ္ဍကိုရှော့ချဖို့ဆိုစဉ်းစားနေကြတယ်တော်လှန်နေကြတယ်ဆိုတော့အစုအဖွဲ့တွေတော်တော်များများလာတယ်။အခုချိန်မှာအခုချိန်ထိပေါ့ကျွန်တော်တို့ political consensus ဆာရမနေသေးဘူး။ Federal Charter ဆိုတဲ့ဟာကလည်းကျွန်တော်တို့ non binding ပေါ့နော်။ကျွန်တော်အပေါ်ရအရာကောင်းပါတယ်ဆိုတဲ့ဟာအ စင်လောက်ပဲရှိတာပြီးတော့ကျွန်တော်တို့ commitment အလောက်ထိမတွေ့ရဘူးဆိုတဲ့ဟာလည်းကျွန်တော်တို့၅နှစ်မှာကျွန်တော်တို့အာတည်တည်တာထင်ရှားလာတယ်ပြီးသွားရင်ကျွန်တော်တို့အဖွဲ့အစည်းတွေအစုအဖွဲ့တွေတော်တော်များများလူမျိုးအခြေပြုကျွန်တော်လှုပ်ရှားပြီးတော့တို့ရဲ့နေမြေဒေသလွတ်လပ်ဖို့လွတ်မြောက်ဖို့ဆိုတဲ့ဟာကတို့ရဲ့အရေးကြီးဆုံးဥတီချက်ရည်ရွယ်ချက်ဖြစ်နေတယ်ဆိုတဲ့ဟာလည်း10 29 first wave second wave နဲ့ကျွန်တော်တို့တော်တော်တည်တာသွားတယ်เนาะကျွန်တော်တို့အခုကချင်ဆက်လှုပ်ရှားတယ်ဒီဘက်ကရခိုင်ဆက်လှုပ်ရှားနေတဲ့ဟာတွေရှိအဲဒီဟာတွေအကုန်လုံးကလည်းတို့ရဲ့ဒီ ဟို autonomy ရဖို့သူတို့ရဲ့ independent ရဖို့ဆိုတဲ့ဟာမျိုးဖြစ်ဖြစ်နေတယ်။အဲ့တော့ဒီအခင်းချင်းမှာကျွန်တော်တို့ကစိုးရိမ်စရာရှိရနောက်တစ်ခုဖြစ်လာနိုင်တဲ့ဥစ္စာအခုလာမယ်ဟိုဟာစစ်တပ်ရဲ့လုံနေဆိုတဲ့ရွေးကောက်ပွဲပေါ့။နိုင်ရွေးကောက်ပွဲအခင်းချင်းနဲ့အခုဆိုလည်းကျွန်တော်တို့ရွေးကောက်ပွဲကိုသူ့အနေနဲ့ပုံစံနှမျိုးကျင်းပမယ်လို့အဲပြောလိုက်တာကျွန်တော်လေ့လာမိရဲ့ FTPD ပဲပါမယ် PR စနစ်ပဲပါမယ်အထက်လွှတ်တော်အောက်လွှတ်တော်ပုံစံနှမျိုးကွဲမယ်။အဲ့တော့ချင်းတီတော့အပေါ်လွှတ်တော်မှာတော့ကျွန်တော်တို့ register လုပ်သမျှအဖွဲ့တွေအကုန်လုံးကျွန်တော်တို့တယောက် ောက်စီတာမို့လို့တနည်းအားစီတော့ရသွားမယ်အနေထားမျိုးရှိနိုင်တယ် ဆိုတော့အဲ့လိုအနေထားမျိုးပြီးသွားရင်ကျွန်တော်တို့ peace နဲ့ကိုရှေးရှေးရတယ်အခုဒီငလျင်ချောင်းမလို့လမ်းချောင်းပေါ်လာတဲ့အချိန်မှာစစ်တပ်အနေနဲ့ကလည်းကျွန်တော်တို့ဒါအချိန်မီတို့အနေနဲ့ဒီလိုမျိုးတွေးဆောင်ဆွေးနွေးရတဲ့လမ်းချောင်းဖွင့်လာပါတယ်ဆိုတဲ့ဟာပြောထားတဲ့ဟာတွေရှိတယ်။နောက်တစ်ဖက်မှာလည်းကျွန်တော်တို့ AA ရောဒီတို့ဟာပေါ့ညီနောင်သုံးဖွဲ့ရတယ်ကျွန်တော်သုံးဖွဲ့စလုံးအနေနဲ့ဒီတွေးဆောင်ဆွေးနွေးရတဲ့တို့အစင်းင်းဖြစ်ပြီဆိုတဲ့ဟာတွေလည်းကြီးညာထားကြတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့ဟာကကျွန်တော်တို့စိုးရင်စရာရှိတဲ့ဥစ္စာကတို့အနေနဲ့ဒီဟိုစစ်တပ်ကခန်းခန္ဓာမပါ ဝင်ရေးစစ်တပ်အခက်ကဏ္ဍရှော့ချရေးဆိုတဲ့ဥစ္စာကဒီအားလုံးဒီမြန်မာနိုင်ငံမှာကျွန်တော်မျိုးပုံရတတ်မှတ်ထားတဲ့နယ်နိမိတ်တွေမှာရှိနေတဲ့ဟာတွေအကုန်လုံးမဟုတ်ဘူးလောက်ကိုမမှန်းကြတော့ပဲနဲ့ကိုယ့်ရဲ့သက်ဆိုင်ရာနေမြေဒေသတွေကိုပဲကျွန်တော်တို့လွတ်မြောက်ဖို့စ조사သွားကြမလားဆိုတဲ့စိုးရိမ်မှုတော့ကျွန်တော်တို့ရှိကြတယ်တကယ်လို့အဲ့လို조사ရဲဆိုရင်တော့ကျွန်တော်တို့မတူညီတဲ့လွတ်မြောက်မှုပုံစံတွေနဲ့စစ်တပ်တွေသူ့ပုံနေမြေကြားနေမြေနေလို့ရတဲ့နေရာကြံနေလိမ့်မယ်ကြံတဲ့အစုဖွဲ့တွေလည်းသူတို့အတွက်သူတို့ရဲ့နေမြေထိ ंछ ုံမှုရှိနေတဲ့အတိုင်း ုင်းတာရသူတို့အနေနဲ့လွတ်လပ်မှုနဲ့သူတို့ရဲ့အုပ်ချုပ်စီရင်ပိုင်ခွင့်သူတို့အဲတစိ့တစ်ပိုင်းရသွားပြီးတော့ပြောင်းလဲမှုတစ်ခုအပေါ်လက်ခံနိုင်နေဆိုတဲ့အနေအထားမျိုးရောက်သွားမလားဆိုတဲ့ဟာမျိုးလည်းကျွန်တော်တို့နေခွင့်ရှိတယ်။အဲ့လိုမျိုးဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ asymmetrical ပုံစံပေါ့နော်ကျွန်တော်တို့ဝါအဲ့လိုမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နိုင်ငံအဲ့ဟို data တွေကျွန်တော်တို့ထက်အစ်စ်တွေထွက်လာပြီးတော့သူတို့ရဲ့တက်ဆိုင်ရာ data တွေပြပြပြောင်းလဲရလို့ရင်းနဲ့သူတို့ပါသူတို့တိုးတက်မှုရှာသွားပြီးတော့ဂျန်နဲ့အပိုင်းမှာတော့ကျွန်တော်တို့ပဋိပက္ခကျန်နေတဲ့ပုံစံမျိုးဒါမှမဟုတ်အဲ့ပဋိပက္ခ ကကိုကျွန်တော်တို့ဒီတာလွန်အင်အားတွေနဲ့ပေါ့နော်အခုကျွန်တော်တို့သုံးနေကြတလုံးကြီးရဲ့ပုံစံမျိုးတွေနဲ့ပို့ပြီးတော့ဖိနှိပ်တာမျိုးအာဖြုတ်ခွင်းတာမျိုးတွေပို့ပြီးလောက်သွားမလားဆိုရယ်ဆိုရင်ပူလို့ရှိရပြန် အဲ့တော့ဖြစ်နိုင်ခြေလို့ပြောလိုက်ရင်ကျွန်တော်တို့အဲ့ဒီဖြစ်နိုင်ခြေကတော့အခုလက်တလောသွားနေတဲ့လမ်းကြောင်းကြီးကကျွန်တော်တို့အာဖြစ်နိုင်ခြေများတယ်စိုးရိမ်စရာလည်းရှိတယ်ဆိုရဟာတော့ကျွန်တော်တို့ပုံမြင်နေရတယ်။ကိုဖက်ကကျွန်တော်တို့တောင်းဆိုနေတဲ့ကျွန်တော်တို့လုံးဝပေါ့နော်။ပြောင်းသွားတဲ့အနေအထားမျိုးကကျွန်တော်တို့လိုချင်တာတော့ဟုတ်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့အခုရှိနေတဲ့အနေအထားပြီးရင်ဒီ geo politics ရကျွန်တော်တို့ရဲ့ဒီဟိုအိန္ဒိယနိုင်ငံ diplomatic relation ကြီးရကျွန်တော်တို့အာဖြစ်နိုင်ခြေအင်မတန်နည်းတယ်။အဲ့ဒါကိုပံ့ပိုးအားပေး ထောက်ပံ့ကူညီနေတဲ့အနိုင်ငံရေလို့ကျွန်တော်တို့အခုချိန်မှာတည်တည်တတ်တာထင်ထင်ရှားရှားကျွန်တော်တို့ရှိနေသေးဘူးအဲ့ဖက်ကိုလည်းကျွန်တော်တို့အားပေးအားမြောက်ပြုရင်းနဲ့ကျွန်တော်တို့အားကြီးလာတဲ့ဟာအဲ့အခြေအနေကိုရောက်လာဖို့အတွက်လမ်းကြောင်းဆိုတဲ့ဟာလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းမမြင်ရသေးဘူးခင်ဗျာโอเคดอกเตอร์ซ้ายကြည်စင်ဆိုကျေးဇူးအများကြီးတင်ပါတယ်အခုเนาะအာဆီယံဥက္ကဋ္ဌကိုယ်တိုင်စစ်ကောင်စီဘက်က UNG ဘက်ကတွေ့ဆုံဆွေးနွေးမှုနဲ့ပေါ်အခြေခံပြီးအခုလိုတုံ့သက်ချက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါဆရာ ဟုတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုတက်ထွေးတိုင်းဟုတ်ကဲ့ဗျာ